မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီဗီဒီယိုလေးထဲမှာပုံပါအတိုင်းကိုယ့်ဘောလုံးဟာရိုက်မရဘောဖြစ်နေတဲ့အချိန်မှာဘယ်လိုဆက်လက်ဆောင်ရွက်ရမလဲဆိုတော့ unplayable rules ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ကစားသမားတိုင်းသိပြီးသားအချိန်ဒီတစ်ခုကတော့အရှိအတိုင်းရိုက်ခြင်းဖြစ်ပါတယ်တပင်ကွာကြညက်နေတာဖြစ်ပါစေတောထူထူခြုံထူထူရောက်နေတာဖြစ်ပါစေ ကျွန်တော်တို့ကပြစ်ထန်ပေးစရာမလိုဘဲနဲ့အရှိတိုင်းရိုက်ခွင့်အရှိတိုင်းရိုက်လို့မရတဲ့အချိန်ဆိုရင်တော့ကျွန်တော်တို့ကရိုက်မရဘော စီမင်းအရာပြစ်ဒဏ်တစ်ချက်ပေးပြီးတော့ရွေးချယ်ခွင့်သုံးမျိုးရှိတာကိုသိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ဒါမှလည်းကိုရမယ့်အခွင့်အရေးအချက်အနည်းဆုံးနဲ့ဒီချင်းကိုပြီးအောင်ရိုက်နိုင်မယ့်အခွင့်အရေးကို တေချာသိရှိနားလည်သွားမှာဖြစ်ပါတယ်။ Unbelievable စီမင်းအရာကျွန်တော်တို့ဟာရွေးချယ်ခွင့်၃မျိုးရရှိမှာဖြစ်ပါတယ်။ပထမဆုံးရွေးချယ်ခွင့်၁မျိုးကနောက်ဆုံးရိုက်ခဲ့တဲ့နေရာကပြန်သွားရိုက်တာဖြစ်ပါတယ်။ Stoke and Distant Relief လို့ခေါ်ပါတယ်။ကျွန်တော်တို့မြန်မာပြန်စီမင်းစာအုပ်ထဲမှာတော့ချက်နဲ့အကွာဝေးတက်တာခွင့်လို့ပါတာပြန်ထားပါတယ်။နောက်ဆုံးပြန်သွားပြီးတော့နောက်ဆုံးရိုက်ခဲ့တဲ့နေရာကိုပြန်သွားပြီးတော့ပြစ်တံတစ်ချက်ပေးပြီးတော့ ပြန်ရိုက်ခြင်းဒုတိယရွေးချယ်ခွင့်ကတော့ဘေးဒိုက်တက်တာခွင့်လို့ခေါ်ပါတယ်ဘောလုံးရိုက်မရဘောလုံးရှိတဲ့နေရာကနေဘေးကို သူ့မဟုတ်နောက်ကိုကျင်းနဲ့မနှီးစေပဲဒုတ်နှစ်ပြန်အတွင်း draw ချရိုက်တာဖြစ်ပါတယ်သူလည်းပြစ်ဒဏ်တစ်ချက်ပဲဖြစ်ပါတယ်ဟုတ်ပြီနောက်ဆုံးရိုက်ခဲ့တဲ့နေရာကရိုက်တာလဲတိတ်မကြိုက်သေးဘူး ဘေးဒိုက်တက်တာကဘေးနာပတ်ဝန်းကျင်မှာဒုတ်နှစ်ပြန်ချ draw ချပြီးရိုက်တာလည်းပဲရိုက်လို့ကောင်းတဲ့နေရာမဟုတ်သေးဘူးဆိုရင်နောက်ထပ်ရွေးချယ်권တစ်မျိုးကျွန်တော်တို့မှာရှိပါတယ် bet on the line လို့ခေါ်ပါတယ်အလန်တိုင်းရဲ့ဘောလုံးရဲ့တံတန်းနဲ့လှုပ်ကြည့်လိုက်ပါဘောလုံးနောက်ကနေကြည့်လိုက်ဘောလုံးရဲ့အလန်တိုင်းကိုလှမ်းကြည့်လိုက်ပြီးလို့ရှိရင်အဲ့ဒီနောက်ကိုတံတန်းနဲ့ line တစ် line ပေါ်လာလိမ့်မယ်အဲ့ line ပေါ်မှာကြိုက်တက်လောက်နောက်ဆုတ်ပြီး draw ချရိုက်တဲ့ရွေးချယ်권ဖြစ်ပါတယ် ဘက် on the line relief ပါတစ်တန်တစ်ချက်ပါပဲအဲ့ဒီတော့ unplayable ball ရိုက်မရဘောဖြစ်ပြီဆိုရင်ကျွန်တော်တို့က stroke and distance ရယ် lateral relief ရယ် back on the line relief ရယ်ဒီသုံးမျိုးတည်းကကြိုက်တဲ့နီးနဲ့ပြည့်တန်တစ်ချက်ပေးပြီးတော့ဆက်ကစားလို့ရပါတယ်ဒါဒီကျွန်တော်တို့ general area ထဲမှာ banker ထဲမှာအဲစသည်အဖြစ် green ball မှာစသည်အဖြစ်ရိုက်မရတဲ့အခြေအနေမျိုးမှာ ဆောင်ရွက်ရမယ်ဆက်လက်ကစားရမယ်နီလန်းဖြစ်ပါတယ်နားလည်ကြမယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်